ရှူပေါတာတောင်တောက်ကျိုးနဲ့ထားများတဲ့တတ္တဝါများနံပါတ်1ခွေးနဲ့ကြောင်ကျွန်တော်တို့အိမ်မှာမွေးထားတဲ့အချစ်တော်လေးတွေဖြစ်တဲ့ခွေးနဲ့ကြောင်တွေဟာရှူပေါတာကိုပုံမှန်လိုပဲထင်ရပေမဲ့တကယ်တော့သူတို့တွေကဒါလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကတရှိခဲ့တဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာပါပဲဟမ်ပြည်ရာတပင်းတွေတိုင်တွေမိုက်ပုံးတွေနဲ့ကားတရားတွေပေါ်မှာရှူပေါလေးရှိပါတယ်သူတို့ဟာညိုကီတို့လိုလမ်းပေးမှုအတိတ်ပဲမဲ့ရှူရှူဖလာဝါပန်းတဲ့တတ္တဝါတွေမဟုတ်ပါဘူးဒီလိုလှုပ်ရှင်းအပြင်သူတို့ဟာဒီနေရာငှားနယ်မြေဆိုပြီးတခြားခွေးတွေကိုတင်းပို့တာပါ ။တို့ရဲ့စီးထဲမှာပါတဲ့ဓာတုပစ္စည်းတွေရတခြားခွေးတွေကိုနန်းကနေသဆင့်အချက်လက်တွေပြပို့ပါရတယ်။ဥပမာဒီခွေးရဘယ်ရွယ်လဲ၊ဂျမားရေဘလို့ရှိလဲ၊လဲလင်းစိတ်ကောင်းနေလားစသဖြင့်ပေါ့။ကျောင်းတွေမှာလည်းလားတူပါပဲ။တို့ကနယ်မြေကိုအမှတ်သားပြုဖို့ပုံမှန်ထိုင်ပေါက်တာမျိုးမဟုတ်ပဲစပရေးဖြန်းတာမျိုးလုပ်တတ်ပါရတယ်။ဒီကျောင်းတွေကတော့အမကျောင်းတွေကိုဆွဲဆောင်ဖို့ချူချူနဲ့တောင်ရပ်ဖြစ်ကြပါသေးတယ်။ပြောရမယ်ဆိုရင်တို့ရဲ့ရှုပေါချင်းအောင်ညိုကရို Facebook နဲ့တက်တော့မှာ Auto Auto Post တွေတင်တာနဲ့အတူတူပါပဲဗျာ။ဟုတ်ကဲ့။နံပါတ်1အမေဆုံးလင်းမိုင် ယူကီတို့အနေနဲ့ကော်မာလေးကိုမန်စီတွေချောကလက်တွေပေးကြပြီးမြဲဒီအမေဇုန်မြေထဲမှာနေရဲ့ဘက်ရောင်လင်းပိုင်နေရတော့တာမန်နဲ့ပို့ပြီးအစ်မြင့်တဲ့အထားနဲ့ပျော့ပြီးလောက်ကြပါတယ်သူတိတနာတွေရဲ့လေးလာချက်အရအမေဇုန်လင်းပိုင်ထီတွေဟာအမတွေကိုဆွဲဆောင်ဖို့နဲ့သူတို့ရဲ့ခန္ဓာကိုယ်ကြက်ခိုင်မှုတွေကိုပြသဖို့အတွက်ဆီကိုရွေရက်ရှိရှိပန်းထုတ်တယ်လို့သိရပါတယ်သူတို့ရဲ့စီးရဲမှာပါတဲ့ဖီရိုမွန်စ်လို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေရအမတွေကိုဆွဲဆောင်ပါတယ်နံပါတ်3ဖြူကောင်ဖြူကောင်တွေမှာတော့သူတို့ရဲ့အဓိကကောက်ွယ်ရေးကစုတွေဖြစ်ပေမဲ့အခြေအမှတော့စီးနဲ့ပတ်သက်ပြီးထူးခြားခြားအမှုအကျင့်ရှိနေပါတယ် မြောက်အမေရိကမြောက်ပိုင်းမှာတွေ့ရတဲ့ဖြူကောင်ကြီးတွေဟာမိလိုက်ဖို့အမတွေကိုရှာတဲ့အခါမှာသူ့ရဲ့ဆီကိုအုံပြုတတ်ကြပါတယ်။အချီးအမရဲ့ခန္ဓာကိုယ်ပေါ်ကိုစီးပန်းထုတ်ပြီးဆွဲဆောင်တာမျိုးပြုလုပ်ကြပါတယ်။ဒီလိုလုပ်ခြင်းအပြင်အမကိုသူကမိလိုက်ဖို့အသင့်ဖြစ်နေပြီဆိုတာကိုအနံ့နဲ့ပြသတာပါ။ဒါကြောင့်သူတို့ရဲ့အထားကတော့ချစ်ကိုရှာပွေရမှာအနံ့ပြင်းတဲ့ဆီကိုအုံပြုပြီးဆွဲဆောင်ပေးမယ်။မကြိုက်တဲ့အမကတော့ဆူချွန်းနဲ့သင်ပြီးကြံခဲ့မှာကျင်းနေပါတယ်ဗျာ။ Why are you running? နံပါတ်၄ကြောက်ပစုံဒီကတော့တကယ်ကိုစမ်းကြည့်လို့နဲ့ကိစ္စတခုကိုပြောပြပေးရအောင်ပါ။ ျွန်တော်တို့ကြိုက်ဆုံးပလင်စာတွေကတမျိုးဖြစ်တဲ့ကြောက်စုံတွေဟာသူတို့ရဲ့မျက်နှာအနေနဲ့ရှုပေါက်ပါတယ်။ဒီကောင်တွေဟာသူတို့ရဲ့မျက်နှာအောက်ကအန်တနင်ရင်းနှာမှာရှိတဲ့အပေါက်လေးတွေကနေဆီကိုပတ်ထုတ်ကြပါတယ်။ဒီလိုလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့အချင်းချင်းဆက်သွယ်ဖို့ပါပဲ။ကြောက်စုံတွေတိုက်ခိုက်ကြတဲ့အခါမှာဒါမှမဟုတ်အမောင်ဆွဲဆောင်ခြင်းတဲ့အခါမှာဒီပေါက်လေးတွေကနေအနှံ့ရှိတဲ့ဆီးတွေကိုချိန်နဲ့ပန်းထုတ်ပြီးချင်းချင်းစိန်ခေါ်တာဒါမှမဟုတ်ချစ်ကိုဖော်ပြတာမျိုးပြုလုပ်ကြပါတယ်။အားကြောင့်သူတို့ရဲ့ဆက်တွေ့ရတကယ်တော့ညနေချင်းဆိုင်ချီချူပန်းပြီးပြောဆိုခြင်းပဲဖြစ်ပါတယ်။ What? နံပါတ်5ဖလမင်ကိုဒီဖလမင်ကိုငှက်တွေဟာပင်လယ်ရေလိုအရန်ငန်တဲ့ရန်နေမှာနေထိုင်ကြပါတယ်။သူတို့တောက်တဲ့ရေတွေဟာစားတဲ့ရန်များတဲ့အတွက်ပုံမှန်တိုင်းဆိုမတောက်သုံးနိုင်ပါဘူး။ဒါပေမဲ့ဒီငှက်တွေမှာတော့ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။သူတို့ရဲ့ဥကောင်းတဲ့နှာခေါင်းသားမှာ soft gland လို့ခေါ်တဲ့အထူးအင်္ဂါစိတ်ပိုင်းတစ်ခုပါရှိပါတယ်။ဒီကလင်းဟာသူတို့တောက်လိုက်တဲ့ရေတွေကပိုရှန်နေတဲ့စားဓာတ်တွေကိုစစ်ထုတ်ပေးပါတယ်။ဒီလိုစစ်ထုတ်လိုက်တဲ့စားဓာတ်တွေကိုအရေးဖြစ်သူတို့ရဲ့နှာခေါင်းကနေတဆင့်ပြန်လည်ထုတ်လုပ်ပါတယ်။ ပြီးတော့တကယ်တမ်းပြောရမယ်ဆိုရင်သူတို့ဟာစီးလိုရည်မျိုးကိုနှာခေါင်းကနေထုတ်တာပါပဲတကယ်ဟောထားကြလုံးတဲ့တဘာဝရဲ့နိပညာတစ်ခုဖြစ်ပါတယ်ကြည့်ရှုအားပေးရတဲ့ကျေးဇူးအထူးပါနောက်ဗီဒီယိုဒီမှာဒီတဲ့ပို့သူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်